ခု grower 6 kW ရဲ့ display ပေါ်မှာပေါ်နေတဲ့အကြောင်းအရာကိုရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်အခုပြမယ် page ကတော့ grower မှာမြင်နေကြဖြစ်တဲ့ page တစ်ခုဖြစ်ပါတယ် တော့ဘလို့မြင်နေမဲ့ဆိုတော့ဘို့တွေမြင်ရပါမယ်ဒီတစ်ခုရဲ့ percentage ပါကျွန်တဲ့ဟာတွေကဘို့တွေမြင်ရမှာဒီမှာဘို့၄ခုမြင်ရမယ်၁၂၃၄လို့မြင်ရမယ်ဒီမှာ percentage အနေနဲ့မြင်ရပါတော့အောက်ကဘို့က DC ဘို့ကအပေါ်ကဘို့က AC ဘို့ကမတူပါဘူးအောက်ကဆိုလာကအဝင်ကိုပြတဲ့ဘိုးဖြစ်ပါတယ်။ဒီမှာဆိုလာနားမှာဆိုလာပေါ်လေးနဲ့ပြနေတဲ့ဟာကဆိုလာဘိုးဖြစ်ပါတယ်။ဆိုလာကအဝင်ဘိုးဖြစ်ပါတယ်။အောက်ကပြနေတဲ့ဟာကဘက်ထရီဘိုးဖြစ်ပါတယ်။အပေါ်ကပြနေတဲ့ဟာကဒီ ကျွန်တော် grid ကနေဝင်နေတဲ့ဘုတ်ဖြစ်ပါတယ်ဒီဘက်ကပြနေတဲ့ဟာကြတော့ AC ကနေထွက်နေတဲ့ဘုတ်ဖြစ်ပါတယ်ဒီဘက်က1.6ခြေကိုင်းလုံးဆိုတော့ကျွန်တော်တို့6 kW ခြေကိုင်းလုံးမှာ6 kW ရှိရဲဆိုရင်1.6မှာမလောက်လဲဆိုပြီးတော့သူ့ရဲ့ kW ကိုတွက်လို့ရပါတယ်ဒါက low percentage ကိုပြခြင်းဖြစ်ပါတယ်အဲတချို့ကြတော့ low ကို90ရာခိုင်နှုန်းလीသုံးတယ်ဆိုရင်ဒီမှာ90ရာခိုင်ပြလာမှာဖြစ်ပါတယ်အဲ့တော့အင်မတာလုံးကိုရေရှည် ခံအောင်သုံးမယ်ဆိုရင်အဲ့တော့80ဒါမှ90ကျော်ကနေတော့ပေါ့နော်သူကသူ့ရဲ့ comment နဲ့ကြည့်ပေါ့အဲ့တော့ကိုကတော့ကို inverter ကိုညာပြီးသုံးမယ်ဆိုရင်90ဒါမှ55တော့တော့မှသုံးပေါ့နော်80အဲ့တော့တော့အတွင်းမှာပဲသုံးပေါ့အဲ့တော့ notebook ကိုဆက်သွားပါမယ် notebook ကတော့ဒီမှာ3200ရဲ့3208 kWh ဆိုတာပြထားတာကဆိုလာကနေရရှိတဲ့ energy ကိုပြောခြင်းဖြစ်ပါတယ် kWh ဆိုတာ energy ဖြစ်ပါတယ် ် raw and block energy ရလာတယ်ပေါ့ဒါ unit ကဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့အိမ်၃မီတာတွေကိုဖတ်တဲ့ unit နှစ် unit နဲ့သွားပြီးတော့တူပါတယ်ဒါမဲ့ဒီဟာက DC kilowatt hour ပါ AC မဟုတ်ပါဘူးအောက်ကဟာကျတော့ SOC 90ရာခိုင်နှုန်းပြနေပါတယ်အဲဒီမှာ charging လုပ်နေတယ်ဘယ်က charging လုပ်နေလဲဆိုတော့ဒီ solar လည်းဖြစ်မယ်ဖြစ်ရင်ဖြစ်မယ်ဒီဘက်ကအာ AC ရလည်းဖြစ်ဒီ grid ကလည်းဖြစ်ခြင်းဖြစ်နေပါတော့ဘာလို့လဲဆိုတော့ solar plug utility ရွေးထားတာဖြစ်ပါတယ်အဲ့တော့ ဒီအပေါ်မှာကျတော့ bypass အနေနဲ့သွားနေတယ် bypass အနေနဲ့သွားနေတာကဒီဒီမှာများလေးပြထားဖြစ်ပါတယ်ဒီဘက်ကကျတော့ solar fast utility fast ကိုရွေးထားတာဖြစ်ပါတယ်အဲ့ဒါက SUV ပါအခု page မှာအပေါ်ဟာက hash ပါ AC ဝင် hash ဘလောက်လဲဒီဘက်က inverter a trap hash ဘလောက်လဲပြထားဖြစ်ပါတယ်အပေါ်ဟာ 112VA ဆိုတာ volt ampere ပါဒါက watt မဟုတ်ပါဘူးနောက် page ကိုဆက်သွားပါမယ် နောက်ပိတ်စုမှာတော့ဒီမှာ solar ရဲ့ ampere ကိုပြခြင်းဖြစ်ပါတယ်ဒီဘက်က battery ကိုသွင်းနေတဲ့ charging ampere ကိုပြခြင်းဖြစ်ပါတယ်ဒီအပေါ်ဟာကြတော့ grid ကနေဆွဲနေတဲ့ ampere ကိုပြတာဖြစ်ပါတယ်ဒီဒီဘက်ကအပေါ်ဟာကြတော့ inverter ကနေဖြတ် DC နေတဲ့ ampere ကိုပြတာဖြစ်ပါတယ်ဒီဘက်ကခုနရှင်းပြတဲ့အတိုင်းပါပဲ load ပါဆန်းနေပါအဲ့တော့ grid ကနေဝင်နေတဲ့ဆွဲနေတဲ့ ampere ကဒီ charging ကိုသွင်းနေတဲ့ ampere လဲဟုတ် ပါတယ်ဒီဘက်ကဟောင်းလောက်ကြောင့်တုံးနေတဲ့ ambiar နှုတ်ပေါင်းပါတယ်ပေါ့နော်ဒီဒီဟာက ac ambiar ပါဒီဘက်ကဟာက dc ambiar ပါဒါနဲ့ဒါနဲ့သွားပြီးတော့အချိုးချလို့မရပါဘူးဒါက dc ambiar ဖြစ်တဲ့အတွက် ambiar ကများပါမယ်ဒီဘက်က ac ambiar ကမြဲနေပါမယ်အဲ့တော့ဒီတွက်ချက်မှုကရှိပါတယ်အဲ့တော့ဒီ ambiar ကဒီသွားနေဖြတ်စည်းသွားတဲ့ဒီတုံးလိုက်တဲ့ work ရဲ့ ambiar အပေါင်းနဲ့ဒီဘက်က ဖုံးလို့ကြောင့်3လ MPR ဒီ5 5ပေါ့နှစ်ခုပေါင်း MPR ဖြစ်သွားတယ်။ကြိုးကြတော့ဒါကိုအာအင်ဗတာနဲ့ဖြတ်မစည်းကျင်လို့ EDS ကိုသုံးပြီးတော့ဘက်ထရီအားသင့်တာတတ်တတ်ပဲလုပ်ပါတယ်။ဒီဘက်လုပ်ကိုတော့ EDS ကနေ5ဘက်ချက်ခိုင်းပါအင်ဗတာဘက်ကိုချက်ခိုင်းတော့ဘောတော့စီးတော့ EDS သုံးရင်းရည်ချက်ကအဲ့ဒါပါ။နောက်ပေးစကူကိုသွားပါမယ်။နောက်ပေးစကူကတော့ဒါက watt ပါ။ဒါက watt ပါ။မပြနိုင်လေဆိုတော့ဘယ်လောက်လဲဆိုတော့ပြရပါတယ်။ SOC မှာ40ရာခိုင်နှုန်းပြပါတယ်။နောက်တစ်ခုကဒီဘက်မှာ အိမ်ဘက်ကနေ block kilowatt စမ်းနေတာပြပါတယ်နောက်တစ်ခုက inverter ရဲ့အခုချိန်ကိုပြခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဟုံးကနေသုံးနေတဲ့ watt ကိုပြခြင်းဖြစ်ပါတယ်လောက်ကနေသုံးနေတဲ့ watt ကိုပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီ watt က battery ကိုသွင်းတဲ့ watt နဲ့ဒီဘက်ကအိမ်သုံးမှာသုံးနေတဲ့ watt နှစ်ခုပေါင်းကိုပြခြင်းဖြစ်ပါတယ်နောက် page ကိုဆက်သွားပါမယ်အဲ့နောက် page ကတော့ဒါ firmware version နေဖြစ်ပါတယ်သူတို့ အာစောက်ထဲမှာတွေ့ရတော့ဗောနော် menu ရစောက်ထဲမှာဖော်ပြထားတာက menu ရစောက်ထဲမှာဖော်ပြထားတာက CPU 1ကပေါ်ကဖန်ဝဲပါရှင်မှာ CPU 2ကအောက်ကဖန်ဝဲပါရှင်နံပါတ်တွေဖြစ်ပါတယ်အဲတော့ဒီမှာပြနေတာကနှစ်ပါဒါကလပါဒါကရက်ပါဒီနေ့နှစ်လရက်ဖြစ်ပါတယ်ဒီဘက်ကတော့နာရီပါဒီဘက်ကမိနစ်ပါဒါကတော့စက္ကန့်ဖြစ်ပါတယ်ဒါကတော့ရှင်းပါတယ် အဲ့တော့ကျွန်တော်တို့က page ဘယ်နှခုရှိမလဲဘုတ်ပြတဲ့ page ခုရှိမယ်နောက်တစ်ခုက hash နဲ့ kilowatt နဲ့ပြတဲ့ page ခုရှိမယ်နောက်တစ်ခုက ampere ကြီးပဲသက်သက်ပြတဲ့ page ခုရှိမယ်နောက်တစ်ခုက kilowatt watt ပြတဲ့ page ခုရှိမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ fanware ပြ version ကိုပြတဲ့ page ခုရှိမယ်နောက်တစ်ခုကကျွန်တော်တို့ ီနေ့ရက်စွဲအချိန်နေ့လာရက်တွေကိုပြတဲ့ Facebook ရှိတယ်เนาะအဲ့တော့ကျွန်တော်တို့တီမင်း၃၄၅၆၆ခုပေါ့เนาะ၆ page 6ခုရှိပါတယ်အဲ့တော့ထပ်ပြီးတော့ပြောပြပါမယ်။ဒါအတော်ရုပ်ပြန်ပြောပါမယ်။ ။အဲ့တော့စောင့်မြင်ခြင်းဟာကဘိုးတွေပါ။အောက်ကဟာက DC ဘိုးပါ။အပေါ်ဟာက AC ဘိုးပါ။အနောက်ဘေးစကူကြတော့ကျွန်တော်တို့ hash တွေပြသွားဖြစ်ပါတယ်။အောက်ကကြတော့ kilowatt hour ပြပါတယ်။ battery SOC ကိုပြပါတယ်။ဒီကအိမ်သုံးရဲ့ BW ကိုပြပါတယ်။နောက်တစ်ခုက ampere ပြပါတယ်။ဒါက solar twin နေတဲ့ inverter တွေကနေ သွားနေတယ်အင်မတာကိုဖြတ်ပြီးသွားနေတယ် AMPR ကိုဖြတ်ခြင်းဖြစ်ပါတယ်ဒါဘက်ထရီကိုအားသိနေတယ် AMPR ကိုဖြတ်ခြင်းဖြစ်ပါတယ်အဲဒါကတော့ AC ဘက်ကနေသွားနေတယ် AMPR ကိုဖြတ်ခြင်းဖြစ်ပါတယ်ဒါဒါ AC AMPR ပါဒါ DC AMPR ပါဒါတော့ watt တွေဖြတ်ခြင်းဖြစ်ပါတယ်ဒီမှာ watt ပြတယ်တကယ်လို့ထောင်ကျော်လားရှင်ဒီမှာ kilowatt အနေနဲ့ပြမှာပါတော့ဒါတော့ AC watt ပါဒါက DC watt ပါဒါတော့ဖန်ဝဲပါရှင်ပါ ါကတော့နှစ်လရက်တွေပါ